မင်္ဂလာပါ English with Nizi Channel လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆိုရင်တော့ article လေးတွေဖြစ်တဲ့ A and D အကြောင်းလေးတွေကိုလေ့လာရမှာဖြစ်ပါတယ် A ကနေစာလေ့လာကြည့်အောင်ပါ I bought a laptop She is a nurse I am a teacher You are a student နောက်ထပ် en and go ဘလို့စကားလုံးနေနဲ့အတွဲသုံးလဲဆိုရင် a e i o u ဆိုတဲ့တရားတွေနဲ့စတဲ့စကားလုံးတွေကို en and နဲ့တွဲသုံးပါတယ်ဥပမာ an apple i ate an apple i ate an orange i bought an egg တိတိကျကျဖော်ပြခြင်းတဲ့အရာတွေတမူထူးခြားတဲ့အရာတွေကိုညွှန်ပြခြင်းတဲ့အခါမှာ THE တဲ့ကိုသုံးပါတယ် I saw a dog The dog is big အဲ့တော့ငမ်းခွေးတကောင်ကိုမြင်ခဲ့တယ်အဲ့ဒီမြင်ခဲ့တဲ့ခွေးနော်တခြားခွေးမဟုတ်ဘူးအဲ့ဒီမြင်ခဲ့တဲ့ခွေးက G ရဲ့ပေါ့နော်ညွှန်ရှုတော့ ဒီတရှိတယ်ဆိုတာကအဲ့ဒီခွေးလေးကိုပဲရည်ညွှန်းခြင်းနဲ့အတွေ့အကြုံမလို့တိတိကျကျရည်ညွှန်းခြင်းနဲ့အရာလေးပေါ့နော်အဲ့တော့အဲ့နေရာမှာတရှိတယ်ကိုသုံးပါတယ် The sun is bright အဲ့တော့ဒီကနေ့ကြည့်မယ်ဆိုလို့ရှိရင်မိကတလုံးနဲ့ရှိတာဖြစ်တဲ့အတွက် The sun လို့သုံးရတာဖြစ်ပါတယ် The sun is bright ကိုကဆီယမတယောက်ရောက်နေစာတင်နေပေါ့နော်အဲ့ဒီအချိန်တုန်းကကွာတွေးမိလိုက်တော့အော်ဒီဆီယမကဒီဆီယကကျင်နာတက်လိုက်တာဆိုပြီးတွေးတယ်ဆိုလို့ရှိရင် the teacher is kind ဒီနေရာမှာ a လို့မတုံးဘူးပေါ့နော် and they ကိုတွေးနေတဲ့ဆီယကိုတွေးနေတဲ့ဆီယမကိုပဲရည်ညွှန်းချင်တာဖြစ်တဲ့အတွက် the teacher ဆိုပြီးတော့မှအသုံးပါတယ် the teacher is kind ဒါဆိုရင် article သုံးရမယ့်နေရာလေးတွေတည်သွားပြီလို့ထင်ပါတယ်။သုံးရမယ့်နေရာလေးတွေတည်ရင်မသုံးရမယ့်နေရာလေးတွေလည်းရှိပါတယ်။ကျတော့ဆက်ကြည့်ပြပါအောင်နော်။ရေပုံရဖြစ်လွန်တဲ့အရာတွေဥပမာ dogs queen မြားပေါ့နော်။ dog ဆိုလို့ရှိရင်ဒါဘယ် queen ကိုဆိုပြီးရင်ရင်းနှီးတာမဟုတ်တဲ့အတွက် i like dogs ဘယ် article မှာတုံးစရာမလိုပါဘူး I like the dogs လို့လည်းပြောစရာမလိုပါဘူး I like dogs I live in Yangon I live in the Yangon ကိုလည်းပြောစရာမလိုပါဘူး I live in Yangon She lives in Mandalay ဒါဆိုရင်ဒီမှာမေခွန်းလေးတွေနဲ့ဖြည့်ကြည့်ရအောင်ပါ I see mm -hmm, cat in the garden. I see a cat in the garden. She is eating mm-hmm, orange. Orange. 非常礼貌，听没咯？And. She is eating an orange. We live in mm -hmm, Myanmar. ဒီချာလေးစဉ်းစားပြီးဖြေမယ်နော်ဒီမှာပါထည့်ရမှာလဲဘာမှထည့်စရာမလိုပါဘူး we live in myanmar ်ပါပြီဒါဆိုလို့ရှိရင်ဒီနေ့သင်ငယ်စာမှာ A and D ဆိုတဲ့ article လေးသုံးလုံးအကြောင်းကိုလေ့လာခဲ့ရတာဖြစ်ပါတယ်ဒီမှာဒီသင်ငယ်စာမှာရှင်းပြခဲ့တဲ့အကြောင်းအရာတွေကိုပြန်ပြီးတော့မှကြည့်ခြင်းနဲ့အနှစ်ချုပ်နေနဲ့ပြန်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့အောက်မှာပေးထားတဲ့ link လေးကနေ PDF file လေးကို download ဆက်ပြီးတော့မှသင်ထားတာလေ့လာတာမျိုးကိုဆက်လုပ်လို့ရပါတယ်ရှင်အားလုံးကြည့်ကြည့်တင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်